ိုင်းဒဂွန်ရဲ့မင်္ဂလာညစာစာပွဲမှာအဖြူရောင်ကာဝင်ကြီးနဲ့တက်ရောက်ခဲ့လို့ဝေဖန်ခံရတဲ့ပန်းရောင်ချေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်အေဂရစ်ဒိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကပိုင်းဒဂွန်တို့ရဲ့မင်္ဂလာညစာစာပွဲကျင်းပပြီးစီးချိန်မှာပန်းရောင်ချေတယောက်ကတော့သရိုသမီးဝစ်ဆောင်ဒီဇိုင်းမျိုးနဲ့အဖြူရောင်ကာလာကြီးကိုဝစ်ချလာခဲ့ရကြောင်းလူတွေကတော့တော်တော်လေးကိုဝေဖန်ပြောဆိုနေကြပါတယ်။ အစရောမာလီပိုင်းအောင်ခြေကရုပ်ရှင်လောကတွေကိုဝင်ရောက်ပြီးနောက်မှာတော့မြန်မာနိုင်ငံကပြည်သက်တွေရဲ့အပြောအဆိုဝေဖန်တိုက်ခိုက်တာတွေကိုခံနေရတာဖြစ်ပါတယ်။ အစရောပိုင်းအောင်ဆရာမြန်မာနိုင်ငံမှာတခေတ်တခါကနာမည်ကျော်အောင်မြင်ခဲ့တဲ့အစရောကြီးဂရေဟန်ရဲ့အကြီးဆုံးသမီးတစ်ယောက်လည်းဖြစ်လို့နေပါတယ်။ဖခင်ဖြစ်သူအစရောဖြစ်တဲ့အလျောက်သမီးဖြစ်တဲ့ပိုင်းအောင်ချေကလည်းအတန်ချိုချိုအေးအေးလေးနဲ့တီဆိုတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေရဲ့အားပေးခြင်းကိုခံနေရတာပါ။ဒါပေမဲ့ပိုင်းအောင်ချေတယောက်ဂီတလောကကနေရုပ်ရှင်လောကတွေကိုဝင်ရောက်ပြီးနောက်ပိုင်းမှာတော့ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုစတင်ခန်းစားခဲ့ရပါတယ်။သူမကအနုပညာအလုပ်တွေကိုတတ်နိုင်သလောက်အကောင်းဆုံးစူးစမ်းနေပေမဲ့တခြင်းတွေဆိုရင်လည်း တန်ကညောင်းနာနာနေတရုတ်ဆောင်သားတွေကလည်းသူများတွေလိုမဟုတ်ဘဲပိုကဲလွန်းနေရဖြစ်ပြီးတော့စကားပြောရင်လည်းပဲကအယမ်းများလွန်းနေလို့အများကဝေဖန်ထားကြတာပါဒါတင်မကတိပဲတခြားသောနေရာတွေပွဲတက်တွေမှာလည်းပန်းရောင်ချေဆိုတာကိုအများကဝိုင်းပြီးတော့ဝေဖန်ကြတာကပုံများလာပါတယ်။ပန်းရောင်ချေကတော့တကယ်ကိုအတိုက်အခိုက်ခံရတာများတဲ့အနုပညာရှင်တယောက်လို့တောင်ပြောလို့ရပါတယ်။ အဲ့ဒီကလေးကလူအများရဲ့အပြောဆိုတွေကိုမလွတ်ခဲ့တဲ့ပန်းရောင်ချေကအခုပိုင်နဂုံရဲ့မင်္ဂလာပွဲကျင်းပတဲ့အချိန်ပါပဲ။ပိုင်နဂုံနဲ့လင်းမြဘူးတို့ဟာမကြခင်ရပိုင်းလောက်ကပဲမင်္ဂလာအခမ်းပွဲကြီးကိုအနုပညာရှင်ပေါင်းများစွာဖိတ်ကြားပြီးတော့ခန်းခန်းနာနာနဲ့ကျင်းပခဲ့ရပါ။နောက်ပြီးတော့မင်္ဂလာညစာစားပွဲကိုလည်းပျော်ပျော်ရွှင်ရွှင်နဲ့ကာဝယ်လေးတွေလုပ်ပြီးတော့နိုင်ငံခြားဆက်ဆံကျင်းပပြည်စည်းသွားခဲ့ရပါ။ညစာစားပွဲအခမ်းအနားလေးမှာအနုပညာရှင်ပေါင်းများစွာတက်ရောက်ခဲ့ပါတယ်။အဲ့ဒီအနုပညာရှင်တွေထဲမှာအဆိုတော်ပန်းရောင်ချေကအပါအဝင်ပါ။ပန်းရောင်ချေဟာပိုင်နဂုံရဲ့မင်္ဂလာ များစွာစာဝေးကိုတက်ရောက်လာတဲ့အခါသူတို့သမီးဝစ်ဆောင်လိုမျိုးအဖြူရောင်ကာဝင်ကိုဝစ်ဆင်ခဲ့ပါတယ်။ပရိသတ်တွေကလည်းပန်းရောင်ကျဲရဲ့ဝစ်စားစင်ရင်ပုံကိုကြည့်ပြီးတော့စတင်ဝေဖန်ကြပါတယ်။ပန်းရောင်ကျဲကမင်္ဂလာပွဲတက်ရောက်ရတာကိုသူတို့သမီးနဲ့မှားအောင်ဝစ်လာသလားလို့ထင်ရအောင်အောင်းမိခဲ့ရပါပုံမှန်ဆိုရင်မင်္ဂလာပွဲတွေမှာသူတို့သမီးတွေဟာအဖြူရောင်ကာဝင်ကြီးကိုဝစ်ဆင်တတ်ကြပါတယ်။အခုလည်းပန်းရောင်ကျဲဝစ်ဆင်လာတဲ့ကာဝင်ကြီးဟာဆိုရင်အဖြူရောင်သူတို့သမီးကာဝင်ကြီးနဲ့တော်တော်လေးကိုဆင်တူနေရကြောင်း မင်္ဂလာဆောင်နာကပန်းရောင်ချဲလာလင်းမြဖူလာတောင်မသိတော့ဘူးလို့ပရိသတ်တွေကစနောက်ကြပါတယ်။တချို့ကလည်းပန်းရောင်ချဲဒီလိုဝတ်ထားတာကယဉ်ကျေးမှုမရှိတဲ့လောရက်တစ်ခုဖြစ်တယ်လို့ဆိုကြပါတယ်။ဘာပဲဖြစ်ဖြစ်မင်္ဂလာပွဲတက်ရောက်လာမှတော့သူတို့သမီးဝတ်တက်တဲ့အဖြူရောင်ဆွတ်ဆွတ်ကြီးကိုလုံးဝရှောင်ပြီးတော့ဝတ်တင်တယ်လို့ဝေဖန်တိုက်ခိုက်ပြောဆိုကြပါတယ်။ ပန်းရောင်ချေကပိုင်နေကုန်တို့ရဲ့မင်းလာညစာစားပွဲကိုတက်ရောက်ဖို့အတွက်ဖိတ်ကြားခံခဲ့ရတာဖြစ်တဲ့အတွက်ဘာဝစ်သွားရမလဲမသိဖြစ်နေရနေ ready made အဖြူရောင်ကာဝင်ကိုကောက်ဝစ်သွားလိုက်တာလို့ဆိုခဲ့ရပါဒီလိုဝစ်သွားရတာကသတို့သမီးဖြစ်တဲ့လင်းမြဖူတက်ပို့ပြီးတော့လှကျင်တဲ့စိတ်မရှိဘူးလို့ပြန်လည်ဖြေရှင်းထားပါတယ်ဖိတ်ကြားခံခဲ့ရတဲ့သူတအူးကလည်းပိုင်နေကုန်တို့ညစာစားပွဲဖိတ်စာမှာဝစ်လိုက်ရမယ့်ဝစ်ဆောင်အယောင်တွေထဲမှာအဖြူရောင်ပါတာကြောင့်ပန်းရောင်ချေကဝစ်သွားတာက လုံးဝအပြစ်မရှိဘူးလို့ဆိုပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ များရဲ့မင်္ဂလာညစာစားပွဲမှာအဖြူရောင်သူတို့သမီးကဝင်ဝစ်ဆောင်ကိုဝစ်တော်လုံးဝေဖန်ခံရတဲ့ပန်းရောင်ချဲပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်